ချစ်တော်ညီကိုမောင်မတို့အားလုံးပဲခရစ်တော်၌မင်္ဂလာမနက်ခင်ပါလို့နှုတ်ခွန်းဆက်တာပါတယ်။တာယာတော်မနက်ခင်လေးမှာယေရှုနာမအားဖြင့်အားလုံးကိုဖိတ်ခေါ်ပါတယ်။ကောင်းချီးပေးပါတယ်။အသက်ရှင်သောနှုတ်ဘတော်ကိုနားထောင်ဖို့ရန်အတွက်အူးဆုံးကျွန်တော်တို့စိတ်နှလုံးပြင်ဆင်လေးအတူတကွဆုတောင်းကြပါစို့။ကောင်းမြတ်ဆုံးလင်တော်မူ၏တားမြောက်ချစ်တော်မူသောအဖဖခင်ကိုရောရဲ့ကြည်စုတော်ကြောင့်တညတာလုံးအိတ်ဆက်အနာယူခွင့်ရတယ်တော်မှာကတာယာတော် မနက်ခင်လေးမှာ ဂျေဇုတော်ကြောင့်노ထခွင့်ရတယ်အသက်ရှင်တော်နှုတ်ဘက်တော်ကိုဂျေဇုတော်ကြောင့်ခံယူခွင့်ရတယ်ဒီချိန်ဒီနာရီကိုကိုတော်လက်တော်ထက်အနံပါတယ်တန်ရှင်တော်ဝိညာဉ်တော်အလုံးလုံးလေးအလင်းပေးပါဘဝအတွက်တိဆောက်စရာဖြစ်စေပါတရက်တာလုံးတဲ့ကိုတော်ရဲ့ကွယ်ကာဆောင်မခြင်းကောင်းကြီးမင်္ဂလာဖြစ်တည်စေပါမိကြောင်းအချိန်နာယူကိုတော်လက်တော်ထက်အနန္တဲ့ခါမှာကဲတဲ့ပိုင်းရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါရီဖာဖျာအာမင် ချစ်တော်ညီကိုမောင်မတို့ဒီကနေ့မနေ့အားလုံးနဲ့ဝင်ငှချင်တဲ့ကောင်းစဉ်လေးကနောက်ဆုံးသောကာလနမိတ်အပိုင်း3ဖြစ်ပါတယ်ကျွန်တော်အပိုင်း1မှာ3ချက်အပိုင်း2မှာ3ချက်ဝင်ငှပေးပါပြီဒီကနေ့အပိုင်း3။နောက်အပိုင်း3မှာနှစ်ချက်အနေနဲ့ခွန်အားပေးဝင်ငှချင်ပါတယ်ဆိုတော့နောက်ဆုံးသောကာလလို့ပြောလိုက်တဲ့အခါမှာယုံကြည်သူတွေတမာတတိအမြဲတမ်းရှိဖို့ ready ဖြစ်နေဖို့ကျွန်တော်ခွန်အားပေးနေတာဖြစ်ပါတယ်အားလုံးကြောက်ဖို့ရန်အတွက်ပြောပြနေတာမဟုတ်ပါဘူး လောကလောကမှာစာဝတ်နေရင်းနဲ့နှစ်မျောနေတဲ့သူတွေတောက်တောက်ဆာဆာမူးမူးယူးယူးနေတဲ့လူငယ်တွေတမာတတိပြင်ရှိပြီးနောင်တရဖို့ရန်အတွက်ခေါ်ပေးနေတာဖြစ်ပါတယ်။ဆိုတော့နောက်ဆုံးတော့ကာလာနဲ့ပတ်သက်ပြီးတော့မှဒီကနေ့အချက်နှစ်ချက်ကိုတင်ပြမှာဖြစ်ပါတယ်။နောက်ဆုံးတော့ကာလာရောက်လာတဲ့အခါမှာဘာတွေဖြစ်မလဲဆိုတဲ့ဒီနမိတ်ဒီကိုကျွန်တော်တို့ကြည့်ခြင်းအားဖြင့်တမာတတိအမြဲတမ်းရှိထားဖို့ခွန်အားပေးချင်တာဖြစ်ပါတယ်။ဒီကနေ့ပြောမယ့်ပထမအဦးဆုံးတစ်ချက်ကတော့ နောက်ဆုံးသောကာလမှာအစာရေစာပိုမိုခေါင်းပါလာမယ်လို့ခွန်အားပေးခြင်းပါတယ်တတိပေးခြင်းပါတယ်တမာတတိရှိဖို့ရန်အတွက်တိုက်တွန်းခြင်းပါတယ်နောက်ဆုံးသောကာလမှာအစာရေစာပိုမိုခေါင်းပါလာမယ်အဝေးကြီးမကြည့်ပါနဲ့ချက်တော်ညီကိုမောင်မတော်ကိုရဲ့အနီးနာကိုရဲ့မိသားစုကိုရဲ့ရက်ွက်မှာပဲကြည့်ပါအခုကျွန်တော်တို့အစာရေစာပုံမခေါင်းပါလာသလားမခေါင်းပါလာဘူးလားကိုယ့်အကူမေးကြည့်ပါ အပြေထွက်လာပါလိမ့်မယ်။ဆိုလိုချင်တာကဒါတွေကိုကြောက်နေဖို့ဆရာပြောနေတာမဟုတ်ပါဘူး။နောက်ဆုံးတော့ကာလရောက်လာပြီဆိုတာတတိပြူမီဖို့ရန်အတွက်ကျွန်တော်တိုက်တွန်းချင်ပါတယ်။ပြီးခဲ့တဲ့9လပိုင်းတုန်းက2023ခုနှစ်9လပိုင်းတုန်းကကျွန်တော်တို့ကမ္ဘာစားနပ်ရိတ်ခအဖွဲ့ကမြန်မာနိုင်ငံကိုတတိပေးထားတာတစ်ချက်ရှိပါတယ်။အဲ့ဒါကတော့မြန်မာနိုင်ငံမှာလူအုပ်ကြီးထက်ဝက်နီးပါးကစင်းရဲမွဲတေတွားနိုင်ကြောင်း အစာရေစာခေါင်းပါသွားနိုင်ကြောင်းကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP ကတတိပေးထားတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ယောဂဗျာအခြေအနေကြောင့်နိုင်ငံရေးအခြေအနေကြောင့်ပိုပြီးပိုပြီးဒုက္ခတွေတွေများလာတယ်။အခုကြည့်ပါလားနေရတကာမှာစစ်ပြေးဒုက္ခတွေတွေနေရတကာမှာကျွန်တော်တို့ယောဂကြောင့်အစာရေစာငတ်မို့နေတဲ့သူတွေတချို့တွေဆိုလို့ရှိရင်ရှိရဲ့သားနဲ့အကုန်လုံးဆုံးသွားတဲ့အခါမှာရှိတာတွေအကုန်ထားခဲ့ရတာတွေစသဖြင့်စသဖြင့်အမျိုးမျိုးကြုံတွေ့နေရတယ် ဒီကနေ့ကျွန်တော်တို့ကြားထဲမှာဘလို့ကြုံတွေ့နေရလဲချစ်တော်ညီကိုမောင်တို့မတို့ကျွန်တော်တို့နေတဲ့နေရာမှာပဲကြည်ပါအဝေးမကြည့်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံကျွန်တော်တို့နေတဲ့ရက်ကွက်ကျွန်တော်တို့မြို့မှာပဲကြည်ပါဘလောက်ထိဆိုးဝါးနေတယ်လဲဆိုဒီဆိုးဝါးနေတဲ့အခြေအနေကိုကြည်ပြီးတော့မှကျွန်တော်တို့ဆုတောင်းပြီးတော့မှအာကြောက်နေဖို့တော့မဟုတ်ပါဘူးဆုတော့တောင်းပါကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တတိပေးစီချင်တာကတတိချက်ပါနောက်ဆုံးတော့ကာလာရောက်လာနေပြီဆိုတာတတိချက်ပါထပ်ပြောမယ်နော်ဒီအရာတွေကို တွေ့လာတဲ့ခါမှာတာဟာနောက်ဆုံးသောကာလရဲ့နမိတ်ဆိုတာတတိထားပါအရင်တုန်းကအစာရေစာဒီပါလေအဲဆင်းရဲဒုက္ခရောက်တာရှိခဲ့ဘူးလားရှိခဲ့ဘူးပါတယ်ဆင်းရဲမွေးတေသွားတဲ့နိုင်ငံတွေရှိလားရှိပါတယ်အာဒီပါလေအစာရေစာပို့ပြီးပို့ပြီးတော့မှအာခေါင်းပါလာတဲ့အခြေအနေတွေရှိခဲ့ဘူးလားရှိခဲ့ဘူးပါတယ်တမာကျန်းစာမှာတော့မှရှိပါတယ်နော်တမာကျန်းစာမှာအီဂျစ်တပီလုံးမှာအစာရေစာခေါင်းပါခြင်းငတ်မှုဘေးဒဏ်အကြာကြီးခံခဲ့ဘူးပါတယ် အာရောတက်ခင်မှာပေါ့နော်နောက်ပိုင်းသခင်ယေရှုခင်မှာလဲသခင်ယေရှုမွေးတဲ့ခင်မှာလဲအစာရေစာခေါင်းပါတဲ့ဒဏ်တွေရှိပါတယ်နောက်ပြီးတော့မှကျွန်တော်တို့ဒီနောမိတမချန်းစာထဲကနောမိတို့ခင်မှာလဲဒီအစာရေစာခေါင်းပါတဲ့အာဘေးဒဏ်ကိုကြုံတာကျွန်တော်တို့ဖတ်ရပါတယ်တမချန်းစာထဲမှာအများကြီးအစာရေစာခေါင်းပါတာရှိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါနောက်ဆုံးတော့ကာလလာဆိုမဟုတ်သေးပါဘူးဒီထက်ဒီထက်ဆိုးလာပါလိမ့်မယ်ဆိုလိုချင်တာကအရင်တော့မရှိခဲ့တာမဟုတ်ရှိခဲ့ဘူးတဲ့ ဒါပေမဲ့ရှိခဲ့ဘူးတာထပ်ပို့ပြီးပို့ပြီးမှဇိုးလာမယ်လို့ကျွန်တော်တတိပေးခြင်းတယ်အဲ့လိုအစာရေစာပို့ပြီးခေါင်းပါလာတဲ့အခါမှာအစာရေစာပို့ပြီးပို့ပြီးငက်ပြက်လာတဲ့အခါမှာနေရာတကာမှာဒီလိုတွေအတန်ကြာရတဲ့အခါမှာကိုကိုရိုင်းအဲ့လိုကြုံရတဲ့အခါမှာတတိချက်စီခြင်းတယ်နောက်ဆုံးတော့ကာလာရောက်လာပြီဆိုတာတတိချက်စီခြင်းတယ်ဒါကတမာချင်းစာကပြောတဲ့အချက်ဖြစ်တယ်ကျွန်တော်ကြမ်းချက်လေးတစ်ချက်ဖတ်ပြမယ်နော်ရှင်လုကာခရုဝင်ခန်းကြီး23အငယ်7မှာ အရရဲ့တို့၌ကြီးစွာသောမြေလုတ်ခြင်းအစာခေါင်းပါခြင်းကာလနာများပြားခြင်းတို့တွေဖြစ်ကြလိမ့်မည်ကျွန်တော်တို့အရရဲ့တို့၌ကြီးစွာသောမြေလုတ်ခြင်းမနေ့ကပြောပြီးပြီဒါနောက်ဆုံးတော့ကာလရဲ့နမိတ်တစ်ခုပါဝင်မယ်အခုပြောနေတာကအစာခေါင်းပါခြင်းစားဝတ်နေရေးပို့ပြီးပို့ပြီးကြက်သေးလာမယ်โอเคအခုကျွန်တော်တို့လက်တွေ့ကိုကြည့်ပါတကယ်လက်တွေ့ဖြစ်နေတာအရင်တော့ကြားပဲကြားဘူးတာအခုကိုရှိမှလက်တွေ့ဖြစ်နေပြီ အိမ်မက်မက်တလို့ပဲမခံစားရဘူးလားချစ်တော်ညီကိုမောင်မတို့တခါတလေတအားခက်ခဲတဲ့ခါမှာအိမ်မက်ပဲဖြစ်စီချင်ပါတယ်မှန်ပါတယ်ကျွန်တော်တက်တာထဲမှာဒီယာဒီကတကယ်ရောဟုတ်ခဲ့လားဆိုပြီးတော့ပြန်ပြန်စဉ်းစားယူရတယ်တကယ်တမ်းတော့စစ်မှန်တဲ့အရာပေါ်ပေါက်နေတာဖြစ်ပါတယ်တကယ်ဖြစ်နေတာစာရေးစာခေါင်းပါချင်းစားတဲ့ဖြစ်ဖြစ်ပေါ်နေပြီအိုးမလွယ်ကူလားဘူးလူတိုင်းလူတိုင်းခက်ခဲနေတဲ့အချိန်ဖြစ်ပါတယ် တော့လူလိုက်လူလိုက်ခက်ခဲနေတဲ့အချိန်မှာတမာတတိနဲ့အသက်ရှင်ဖို့ရန်အတွက်ကျွန်တော်ကတော့တိုက်တွန်းချင်တယ်။ဘာကြောင့်လဲဆိုတော့ယုံကြည်သူတွေရဲ့ထာဝရအိမ်တော်ကလောကမှာမဟုတ်ဘူး။ယုံကြည်သူတွေရဲ့ထာဝရအိမ်တော်ကကောင်းကင်ဘုံမှာဖြစ်ပါတယ်။အာမင်။ယုံကြည်သူတွေရဲ့ထာဝရအိမ်ဟာကောင်းကင်ဘုံမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တတိထားပါ။တတိထားအသက်ရှင်ပါ။လောကကိုတည့်ရထားခဲ့ရမှာဖြစ်ပါတယ်။အစာရေစာခေါင်းပါတဲ့ဒီငှက်မှုဘေးရောက်လာပြီဆိုရင်နောက်ဆုံးတော့ကာလရောက်လာပြီဆိုတာကျွန်တော်တတိထားစီချင်တယ်။ ဒါကတော့ဒီကနေ့ပြောမယ်ပထမတစ်ချက်ဖြစ်ပါတယ်အားလုံးတတိထားမိစေဖို့ရန်အတွက်မျှော်လင့်ပါတယ်နော်ဆိုတော့ဒီကနေ့ဒုတိယတစ်ချက်ပြောမယ်နောက်ဆုံးတော့နမိတ်ဒီကနေ့ဒုတိယတစ်ချက်ကနောက်ဆုံးတော့ကာလမှာဘာတွေဖြစ်လာမလဲဆိုတော့ချစ်ချင်းမေတ္တာခေါင်းပါလာမယ်ဗါတယ်လေချစ်ချင်းမေတ္တာခေါင်းပါလာမယ် ရှမသက်ခရင်ခန်းကြီး24အငယ်စနစ်မှာဘယ်လိုပြောလဲဆိုရင်မတရားသောအမှုတို့ဒီများပြားသဖြင့်အများသောသူတို့ဤချစ်ချင်းမေတ္တာဒီခေါင်းပါလိမ့်မည်တဲ့အရင်တော့ကဒီကျမ်းစာကိုဖတ်တာတိတ်နားမလဲဘူးโอเคအာနားလေပေမဲ့လည်းလက်တွေ့မခံစားရဘူးအခုကျွန်တော်တို့အခုလက်ရှိမြန်မာပြည်အနေထားဆိုလို့ရှိရင်ဒီရဲ့ကျင်းချက်ကအင်မတန်ထိရောက်တယ်ဟုတ်တယ်ချစ်တော်ညီကိုမောင်မတော်နိုင်ငံရေး နိုင်ငံရေးကိစ္စကြောင့်ကျွန်တော်တယောက်နဲ့တယောက်မတည့်ကြဘူးယောဂဗယကိစ္စကြောင့်ကျွန်တော်တယောက်နဲ့တယောက်မတည့်ကြဘူးကိုကိုကိုပဲအဓိကအားကိုးနိုင်တော့တယ်ကိုကိုကိုပဲပါဖြစ်လေတာဝန်ယူတိဆောက်ပြီးနိုင်တော့တယ်ဘယ်သူတည်တည်ငသိမ်းမရင်ပြီးရောဖြစ်လာတယ်အဓိကငါအသက်ရှင်နေဖို့လိုလာတယ်ဆိုပြီးမှသူတပားကိုပါဖြစ်လေမကြည့်ရှုနိုင်တော့ဘူးမမကူညီနိုင်တော့ဘူးမိသားစုအချင်းချင်းနောက်ဆုံးမိသားစုအချင်းချင်းတောင်မှမကူညီနိုင်တော့ဘူး အသင်းတော်ကခရိယံအချင်းချင်းမပြောနဲ့မိသားစုအချင်းချင်းတော်မှာမေတ္တာတရားခေါင်းပါလာကြပြီ။ Okay မေတ္တာတရားခေါင်းပါလာကြပြီ။ဒါနောက်ဆုံးတော့ကာလရဲ့နမိတ်ပဲချက်တော်ညီကိုမောင်တော်အဝေးကြီးမကြည့်နဲ့ကိုအနီးနားမှာပဲကြည့်။ဒီရဲ့ကျွန်တော်တို့နိုင်ငံရေးမတည်မငြိမ်မှုဖြစ်လာတဲ့နေ့ကနေစပြီးမှဒီကနေ့ယုတ်ကက်ယောဂတတိယလိုင်းအထိတေချာလေးစဉ်းစားကြည့်ပါတယောက်ကိုတယောက်ဘာလဲတပ်ပုတ်ကြတာတွေတယောက်ကိုတယောက်ဆဲကြတာတွေ ယုံကြည်သူအချင်းချင်းတော်မှမသိမ့်မြတ်တာတွေဖြစ်လာတယ်ကျွန်တော်မိသားစုအချင်းချင်းတော်မသိမ့်မြတ်တာတွေဖြစ်လာတယ်မေတ္တာတရားခေါင်းပါလာတယ်နောက်ဆုံးတော့ကာလမှာအာသူများတိမ်တေဝါငါမတိမ်ပြီးရောပဲဆိုပြီးမှကိုကိုကိုပဲအတိကထားပြီးတော့မှအသက်ရှင်လာတဲ့သူများလာတယ်ဘာကြောင့်လဲတိလာမတရားတော့အမှုများလို့ဖြစ်တယ်မတရားတော့အမှုများလာလို့ကျင်းစာထဲမှာတော့ရှင်းရှင်းလေးပဲ မတရားတော့အမိုးတို့ဒီများပြားသဖြင့်အများတော့သူတို့ဒီချစ်ချင်းမေတ္တာခေါင်းပါလိမ့်မည်တဲ့သူများကိုကာကွယ်ဖို့နေနေတတကိုမတင်ကိုမတင်ဖို့အရေးကြီးတယ်ဆိုမှကိုကိုကာကွယ်တဲ့သူများလာ အခုနေကြည့်ဩကျွန်တော်တို့ line ပေါ်မှာကြီးတဲ့ခါမှာ CCTV ကနေရိုက်ထားတဲ့ဗီဒီယိုလေးတွေကျွန်တော်တို့ကြည့်ရတယ်တချို့မန္တလေးတို့ဘာလို့ဆိုလို့ရှိရင် လူမိုက်ရိုင်းကားတွေနော်တော်တော်လေးစိုးရတဲ့အဖွဲတွေ ကျွန်တော်တို့ဒီပါလေတိုက်အိမ်တွေမှာတန်တကားတွေဖွင့်ပြီးမှဝင်အထဲကဆိုင်ကလေးတွေယူခိုးပေါ်တင်ပဲဆိုင်အိမ်ရှင်ကမတိဘူးလားတိတယ်မထလာရဲတာထလိုက်သူ့ဘာတတ်မှာလေဆိုတော့မတရားမှုကပေါ်တင်ပေါ်တင်ဖြစ်လာတယ်ပုံပြီးပုံပြီးများလာတယ်အဲ့လိုများလာတဲ့ခါမှာချစ်ချင်းမေတ္တာဆိုတော့တအားဝေးသွားပြီတို့နဲ့အဲ့ဒီလူတွေကိုတွားမှချစ်ချင်းမေတ္တာပြောရင်မရတော့ဘူးတို့ချစ်ချင်းမေတ္တာလုံးဝတို့ရဲ့နှလုံးသားကမေးမိန်သွားပြီအော်တပါစိတ်ကိုတန်ပူခက်ခံရတဲ့သူများလို့ပြောရမှာပေါ့နော် ဒါကြောင့်ဒီနောက်ဆုံးသောကာလမှာဒီရမတရားမှုတွေများလာတဲ့ခါမှာချစ်ချင်းမေတ္တာခေါင်းပါလာမယ်။အဲ့ဒီချစ်ချင်းမေတ္တာခေါင်းပါလာတဲ့ခါမှာတယောက်ကိုတယောက်လူကိုလူလိုမမြင်နိုင်တဲ့ခေတ်ကာလရောက်လာတဲ့ခါမှာနောက်ဆုံးသောကာလဒီကိုယ့်ရဲ့ရှေ့မှာရောက်နေပြီဆိုတာကျွန်တော်တတိပေးချင်တယ်။နော်ထပ်ပြီးတတိပေးချင်တယ်နော်။လူကိုလူလိုမမြင်တဲ့ခေတ်ကာလရောက်လာတဲ့ခါမှာနောက်ဆုံးသောကာလကတင့်ရှိမှရောက်လာပြီဆိုတာကျွန်တော်တတိပေးချင်တယ်။အမှန်ကတော့ခရိယံယုံကြည်မှုက ဒီကမိန်ကချစ်ချင်းမေတ္တာဖြစ်တယ်။ဘာကြောင့်လဲ။ဖယားသခင်ဒီချစ်ချင်းမေတ္တာဖြစ်တော်မူဤချစ်ချင်းမေတ္တာမရှိတော့သူဒီဖယားသခင်ကိုမတိလို့ကျမ်းစာထဲမှာရေးထားပြီးသား။အခုခေတ်ကချစ်ချင်းမေတ္တာကပျောက်နေပြီ။ခရိယန်တွေထဲမှာကပျောက်နေပြီ။အပြင်ပန်းတဏ္ဍာရသူများပြောမှကြောက်လို့လုံနေရတာ။ဒါပေမဲ့စိတ်ထဲမှာတော့မချစ်နိုင်တော့ဘူး။နောက်မကူညီနိုင်တော့ဘူး။အဲ့လိုတွေဖြစ်လာတယ်။ဒါကြောင့်တမာတတိရှိပါကိုယ့်ရဲ့ယုံကြည်ခြင်းကိုလည်းစမ်းဆက်တာလည်းဖြစ်နိုင်တယ်အခုဒီနေရာတွေက တမာတတိရှိရှိအသက်ရှင်ပြီးတော့မှချစ်ချင်းမေတ္တာပေါ်မှာကျင်လည်ပြီးတော့မှအသက်ရှင်ဖို့အင်မတန်ရည်ကြီးပါတယ်နောက်ဆုံးတော့ကာလအဆုံးထိတိုင်အောင်တီးခိုင်တဲ့သူဟာကေတင်ချင်းတို့ရောက်လိမ့်မည်ဆိုတဲ့တမာကျင်းချက်ရှိပါတယ်ဆိုတော့နောက်ဆုံးတိုင်အထိတီးခံတတ်တော်သူများဖြစ်ဖို့ရန်အတွက်အင်မတန်ရည်ကြီးပါတယ်ချစ်ချင်းမေတ္တာမပြောက်စီပါနဲ့ကျွန်တော်တတ်တာတယ်မှာဘာကြောင့်လဲဆိုတော့နောက်ဆုံးတော့ကာလမှာချစ်ချင်းမေတ္တာခေါင်းပါလာမယ်လို့ကျမ်းစာကပြောတာ哦ဒါကြောင့်ချစ်ချင်းမေတ္တာမခေါင်းပါဖို့ရန်ကျွန်တော်တို့တတိထားရမယ် အခုနေကိုယ့်အကူမေးကြည့်လေကိုကိုယ့်ရဲ့အသွင်းထဲမှာကိုယ့်အကူမေးကြည့်ကျွန်တော်ကချစ်ချင်းမေတ္တာခေါင်ပါလာနေပြီလားကျွန်မကချစ်ချင်းမေတ္တာခေါင်ပါလာနေပြီလားအဲ့လိုလေးစဉ်းစားကြည့်အဲ့လိုစဉ်းစားကြည့်ဘုရားသခင်တင့်ကိုစကားပြောလိမ့်မယ်ဘုရားသခင်တင့်ကိုစကားပြောတဲ့အခါမှာတင်ဟာတတိပေးခံရတဲ့သူဖြစ်လာများမယ်ဒါကြောင့်နောက်ဆုံးတော့ကာလာရောက်လာတဲ့ခါမှာအဲ့ဒီအရာတွေအများကြီးကိုယ့်ရဲ့အထဲမှာဖြစ်နေသလားဆိုရပထမအဦးဆုံးစင်ချင်မယ်ပြီးရင်သူများစီမှာဖြစ်နေလို့ရှိရင်နောက်ဆုံးတော့ကာလာကို အမြဲတမ်း ready ဖြစ်နေဖို့လိုတယ်ဆိုတာကျွန်တော်ဒီနှစ်ချက်လေးနဲ့ခွန်အားပေးခြင်းတယ်ဆိုတော့ဏိကုံချုပ်မယ်နော်ဒီကနေ့မနေ့အားလုံးနဲ့ဝေငါသွားတဲ့ခေါင်းစဉ်ကနောက်ဆုံးတော့ကာလအပိုင်း3ဖြစ်ပါတယ်အချက်3ချက်3ချက်ဝေငါလာတာဒီကနေ့မှာတော့အချက်2ချက်ပဲဝေငါသွားတာဖြစ်တယ်နံပါတ်1တစ်ချက်ကနောက်ဆုံးတော့ကာလမှာအစာရေစာပုံမူခေါင်းပါလာမယ်ဒါကြောင့်အစာရေစာပုံမူခေါင်းပါလာဖို့ဖြစ်လာတဲ့အခါမှာကျွန်တော်အစာရေစာကိုတူလောင်ဖို့လဲလိုပါတယ်โอเคယုံကြည်သူခရစ်ယာန်တွေတူလောင်ဖို့မလိုဘူးလားလိုပါတယ် အဲ့ဒါစိုးရိမ်လို့လားမဟုတ်ပါဘူးမနှက်ဖြန်အတွက်မစိုးရိမ်နေလို့ပြောတဲ့အခါမှာအစာရေစာလည်းတူလောင်စရာမလိုတော့ဘူးလားမဟုတ်ပါဘူးအစာရေစာတူလောင်တာကလိုအပ်တာကိုပါဖြစ်လေကြိုတင်စီမံတာလိုအပ်တာကိုကြိုတင်စီမံခြင်းကဖယားသခင်ကိုမယုံကြည်ခြင်းလည်းမဟုတ်ဘူးတာ၍ယုံကြည်ခြင်းဖြစ်တယ်ကျမ်းစာထဲမှာကြိုတင်ပြောထားတဲ့အရာကိုလောက်တာလေဒါကြောင့်မနှက်ဖြန်ဖို့မစိုးရိမ်နေဆိုဆိုတဲ့အရာကကြိုတင်ပြင်ဆင်ဖို့မလိုဘူးလို့ပြောတာမဟုတ်ဘူးနော်ဒါကိုကျွန်တော်တခါပြောပြီးပြီတရားသီတနာမှာခရိယန်တွေနားလည်ဖို့လိုတယ် ဒါကြောင့်ခရိယန်နေအစာရေစာကိုကြိုတင်ပြင်ဆင်ရမလားမပြင်ဆင်ရဘူးလားပြင်ဆင်ရပါတယ်ဟိုလိုအပ်လာလို့ရှိရင်ပြင်ဆင်ဖို့လိုပါတယ်နော်ဒါတော့ဘုရားသခင်ပေးထားတဲ့ဉာဏ်ပညာနဲ့အသုံးပြုဖို့လိုပါတယ်ဒါပေမဲ့ဒီနေ့မနေ့အဓိကပြောသွားတာကတော့အစာရေစာခေါင်းပါလာတဲ့အခါမှာအစာရေစာကြိုတင်ပြင်ဆင်ဖို့ဆိုတာထက်နောက်ဆုံးတော့ကာလရောက်လာပြီဆိုတာတမာသတိရှိဖို့လိုအပ်ပါတယ်နားလည်လားမသိနော်နားလည်မယ်လို့ယုံကြည်ပါတယ်နောက်ဆုံးတော့ကာလမှာတမာတတိရှိရမယ်တမာတတိရှိပါရှိပါရှိပါဆိုတော့ဘာကိုပြောတာလဲ တန်မာတတိဆိုတာအပါကိုပြောရတယ်တန်မာဆိုတာမန်ကန်ရှင်းတရားကိုပြောတာတန်မာဆိုတာမန်ကန်တော်လို့ပြောတာဒါပါဏိစကလုံးနဲ့တန်မာဆိုတာမန်ကန်တော်ဟာမန်ကန်တော်တရားကိုပြောတာတန်မာဆိုတာဆိုတော့မန်ကန်တဲ့တရားမှာတတိအမြဲတမ်းရှိပါလို့ဆိုလိုတာဖြစ်တယ်စကပြေအနေနဲ့ပြောမယ်ဆိုရင်နားလေလွယ်အောင်နော်ဆိုတော့မန်ကန်တဲ့တရားဆိုတာဘာကိုပြောရလဲတမာကျင်းစာကိုပြောတာတမာကျင်းစာထဲကအကြောင်းအရာတွေကိုအမြဲတမ်းတတိရှိရှိစင်ချင်ခွန်အားယူတည်ဆောက်ပါ အဲ့လိုပြောတာဖြစ်တဲ့တမာတိရှိပါဆိုတာနားလည်မယ်ထင်တယ်နော်လွယ်အောင်တော့အားလုံးရှင်းပြပေးပါတယ်နားလည်မယ်လို့ယုံကြည်ပါတယ်ဒါပထမတစ်ချက်ပါဒီကနေ့ပြောသွားတဲ့ဒုတိယတစ်ချက်ကချစ်ချင်းမေတ္တာခေါင်းပါလာမယ်နောက်ဆုံးတော့ကာလာပါအဲ့ဒီချစ်ချင်းမေတ္တာခေါင်းပါလာတဲ့အရာကိုသင်ရိပ်မိပြီဆိုလို့ရှိရင်သင်တမာတတိရှိဖို့လိုတယ်အမြဲတမ်းတတိထားအသက်ရှင်ဖို့လိုတယ်ငါဟာဖရာတရားနဲ့အမြဲတမ်းတွားနေတဲ့သူလားသို့မဟုတ်ဖရာတရားမိပြီးတော့မှအဝေးကြီးမှာဘာဖြစ်လဲလုတ်ကန်စားတောက်နေတာနဲ့ပဲနှိမ့်ညုံနေတဲ့သူလား တို့မို့လူငယ်လူရွယ်တယောက်ဆိုလို့ရှိရင်ကျွန်တော်တို့လောကရဲ့အပြစ်တရားမှာပဲပြုံမွေနေတဲ့လူငယ်တွေလားโอเคဒါကိုကျွန်တော်တို့အခုချိန်မှာ ခေါင်းလောင်းတန်အဖြစ်တတိပေးခြင်းနေဆရာရင်းမင်းဟောလိုက်တဲ့တရားကဘာနဲ့တူလဲဆိုခေါင်းလောင်းတန်နဲ့တူတယ်တတိပေးတာတတိပေးတာတတိပေးလိုက်တဲ့အခါမှာကျွန်တော်တို့တတိရတဲ့သူကတော့ကောင်းကြီးခံစားရမယ်တတိရတဲ့သူကတော့ဘာဖြစ်လဲကောင်းမြတ်ခြင်းကိုဖြစ်လာမယ်တတိမရတဲ့သူ နားရှိရဲ့သားနဲ့ကြားပြီးတော့မှအတက်တာထဲမှာမပြင်ဆင်တဲ့သူကတော့ကြံခဲ့မှာပဲနောက်ဆုံးခြိဆောင်ခြင်းမှာကြံခဲ့တဲ့အဖြစ်ဖြစ်လာလိမ့်မယ်တတိထားပါဒီအချက်နှစ်ချက်နဲ့ခွန်အားယူတည်ဆောက်ဖို့ရန်အတွက်ကျွန်တော်ဒီနေရာမှာဝင်ငါခွန်အားပေးလိုက်ပါတယ်နားမလည်တာရှိလို့ရှိရင်ကျွန်တော်တို့ကိုလာပြီးတော့မှမေးမြန်းလို့ရတယ်လို့ဆုတောင်းစရာရှိတာရှိခဲ့ရင်လဲအကောင့်အပ်ပြီးတော့မှမေးမြန်းဆုတောင်းခံလို့ရပါတယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့ညှိကုံချုပ်လိုက်ပါတယ် နားဆင်သွားတဲ့သူအယောက်ချင်းစီတန်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့အာမင်